မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ၂ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမှာအငိမ့်သားပေါင်မခဒေါက်တာထွေးထွေးကိုမြေခွက်ပြမယ်ဆိုပြီးတော့တပ်ဖြတ်ပြီးပြည်စည်းများလူယူသွားတယ်အင်ချမ်းမြေပွဲစားစိုင်းထွန်တော်ခေါ်ကိုစိုင်းကိုဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အေဘီလာ25ရက်နေ့မနက်ပိုင်းမှာအငိမ့်စာတက်တာဗီရာဌာနပေါမောက်ခဒေါက်တာထွေးထွေးကို၎င်းနေထိုင်ရာမဟာအောင်မြေမြို့နယ်က အသည့်အင်ချမ်းမြေပွဲစားကအင်ချမ်းမြေလိုက်ပြမယ်ဆိုပြီးတော့ပသိမ်ကြီးမျိုးနယ်ကိုခေါ်ဆောင်သွားကရိုက်နှက်တပ်ဖြတ်သွားခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းထံကနေပြီးတော့လက်ဝက်လက်စားများနဲ့ပိုင်ဆိုင်မှုများကိုပါလူရက်သွားတယ်လို့သိရပါတယ်။အငိမ့်သားပေါမခါကိုတပ်ဖြတ်သွားတဲ့သူကိုမေလာတရက်နေ့မနက်10:00နာရီကျန်အချိန်မှာဟဲဟိုမျိုးမှာဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။အင်ချမ်းမြေလိုက်လံပြတာရင်းနဲ့အငိမ့်သားပေါမခါဒေါက်တာထွေးထွေးကိုပသိမ်ကြီးမျိုးနယ်ရေရွက်ကြီးရွာမြောင်းပေါင်ဘေးလေခွေအတွင် ဆောက်လုပ်ထားတယ်။လူနေထိုင်ခြင်းမရှိတဲ့တထပ်တိုက်အတွင်မှာ တက်ဖြတ်သွားခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။တက်ဖြတ်သူအင်ချမ်းမြေပွဲစားစိုင်းထွန်းတော်ခေါ်ကိုဆိုင်နဲ့တက်ဖြတ်ခံရသူအငိမ့်စားပေါင်မခဒေါက်တာထွေးထွေးတို့ဟာမိတ်ဆွေတွေဖြစ်ကြပြီးတော့အင်ချမ်းမြေရောင်းဝယ်မှုများကိုအတူတူလောက်ကင်ဘူးသူများဖြစ်တယ်လို့သိရပါဗျ။ဒေါက်တာထွေးထွေးကိုတတ်ပြီးတော့ပြည်စီများလူယူခဲ့တဲ့စိုင်းထွန်းတော်ခေါ်ကိုဆိုင်ကိုလူတက်မှုနဲ့ပတိန်ကြီးမြို့မှာရဲစခန်းမှာအမှုဖွဲ့ဖမ်းဆီးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းငင်းကြံခရိုင်စီမီးကုံမြို့တွင်းမှာစစ်ဗိုလ်တအုပ်နဲ့ပြူစော်တီနှစ်ဦးတို့ကိုပြစ်ခတ်ရှင်းလင်းခဲ့ရာတေဆုံးသွားပြီးတော့တနက်နက်လက်တင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ30ရက်နေ့ည7:00နာရီကအချိန်မှာစီမီးကုံမြို့အတွင်းကိပတ်လှည့်လည်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကစစ်ဗိုလ်တအုပ်နဲ့ပြူစော်တီနှစ်ဦးတို့ကိုပြစ်ခတ်ရှင်းလင်းခဲ့ရာသုံးစလုံးတေဆုံးသွားပြီးတော့ G3 အမျိုးအစားတနက်နက်လက်နဲ့ G78 တောင်းတို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။ ဘိုးရောပြူစောတိနှစ်ကောင်ရောတေးသွားတာတနက်က3လက် M3 တက်လက်ကကောက်လို့မရလို့မျိုးတဲဆိုတော့ကောက်မရတာအပြန်လှန်ပြစ်ခတ်မှုကတော့နည်းနည်းပါးပါးဖြစ်သေးတယ်ထပ်ကောက်ချိန်မရလိုက်လို့စုတ်ခွာခဲ့ရတာပါကျွန်တော်တို့ MPD တက်ဖွဲ့အနေနဲ့အခုလိုမျိုးမျိုးတွင်းဆက်ဆင်ရေးတွေကိုအရင်ကထက်ပိုပြီးတော့ကြဲကြဲပြန့်ပြန့်လုပ်နိုင်အောင်လို့စူးစမ်းနေပါတယ်အဲ့ဒါကြောင့်စစ်ကောင်စီအုပ်စုရဲ့အနီးနားမှာပြည်သူတွေတွာလာခြင်းမပြုတ်လို့ဖို့အတွက်တိုက်တွန်းချင်ပါတယ်လို့မြင်းကြံ Black Tiger MPD တက်ဖွဲ့ခေါင်းဆောင်ဘိုးမိုက်ခဲကပြောပြထားပါတယ်၎င်းတက်ခတ်မှုကို ရင်းကျန် Black Tiger MPD တပ်ဖွဲ့ကရဲဘော်များကပျောက်ကြားနေပြူဟာကိုအသုံးပြုပြီးတော့အနီးကဝင်းရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်းများအထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လိုက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းလောင်းလုံးမြို့နယ်မှာကြောင်နေမော်ရွာကပြူစောတိကိုနိုင်ကိုတော်လိုင်းတပ်ဖွဲ့များကအရှိန်ဖမ်းဆီးနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဗူလာဇန်းပိုင်းက လောင်းလုံးမြို့နယ်အတွင်းမှာရှိတယ်။ကြောင်းနေမော်ရွာကပြူစောတိအဖွဲ့ဝင်ကိုနိုင်နိုင်စိုးခေါ်ကိုနိုင်ရဲ့ကားကိုတော်လိုင်းတပ်ဖွဲ့များကလိုင်းပိုင်းတနေရာမှာစစ်ဆေးခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဖမ်းဆီးရမိထားတယ်။ကိုနိုင်ထံကနေပြီးတော့စစ်ကောင်စီရုံးနဲ့ပတ်သက်တဲ့စာရွက်စာတမ်းများအချက်အလက်များကိုတင်စီရရှိခဲ့ပြီးတော့အပြစ်မဲ့တဲ့ပြည်သူများကိုလက်နက်အားကိုနဲ့ညှဉ်းပန်းနှိပ်စက်ခြင်းကြောင်းနေမော်ရွာမှာရှိတယ်။စစ်ကောင်စီများရဲ့ပျက်စီးများကိုတည်ယူပေးခြင်းကိုနိုင်နိုင်စိုးဟာကြောင်းနေမော်ရွာမှာနေထိုင်ခဲ့တဲ့အချိန်ကစစ်ကောင်စီတပ်သားများကိုခေါ်ယူပြီးတော့နေထိုင်ခြင်း ရွာထဲမှာလည်းလက်နဲ့ကင်ဆောင်ပြီးတော့သွာလာခဲ့တယ်လို့ဝန်ခံထွက်ဆိုခဲ့ကြောင်းသိရပါဗါတယ်။အဲ့ဒီဖမ်းဆီးရမိတဲ့ကိုနိုင်ကို Special Guerrilla Force အထူးပြောက်ကြားတပ်ဖွဲ့နဲ့ပင်လယ်ကျအဖွဲ့တို့ကဆက်လက်ပြီးတော့ထိန်းသိမ်းထားဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကျုံတိုးမြို့မှာစစ်ကြောင်းနှစ်ခုနဲ့ထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခတ်ရာစစ်တပ်ဘက်ကထိခိုက်ဒိဆုံးမှုများပြားပြီးတော့လက်နက်ခဲယမ်းများကိုလည်းတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ30ရက်နေ့မှာကျုံတိုးမြို့မှာရှိတဲ့အချမ်းမတ်ဆက်တက်ကလက်နက်ကြီးများနဲ့အဆက်မပြတ်ပစ်ခတ်ပြီးတော့မြေပြင်စစ်ကြောင်းနှစ်ခုအင်အား200ကျော်နဲ့စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီအချမ်းမတ်ဆက်တက်စစ်ကြောင်းကို KNL မဟာမိတ်ပူးပေါင်းတပ်များကပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့အတွက်ကျုံကလေးရွာနဲ့နွားချံကုန်းရွာတို့မှာအချမ်းမတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြဆုံးများပြားကမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဘက်ကလက်နက်ခဲယမ်းများကိုတိမ့်ပတ်ရရှိခဲ့တယ်လို့သိရပါဗါတယ်။ နေ့ကကြုံတုံး905 956တိုက်ရင်နဲ့ရဲစခန်းဂျိုင်းတရာဘူဟာကုံမိဘုံကွင်းရသေးချောင်းနေရာတွေကနေပြီးတော့လက်နက်ကြီးတွေဗျိုင်းလူပြစ်ထုတ်တာအလုံးကိုရာနဲ့ချီတယ်ပြီးတော့စစ်တပ်စစ်ကြောင်းနှစ်ခုကအင်အား100လောက်စီနဲ့အင်အား200လောက်စစ်ကြောင်းထိုးပြီးတော့ထွက်လာတဲ့အချိန်မှာကျုံးကလေးရွာဘက်မှာတပွဲနဲ့နွားချံကုန်းရွာဘက်မှာတပွဲတိုက်ပွဲဖြစ်တယ်စစ်ကောင်စီစစ်ကြောင်းထိတာများတယ်ကွင်းဆက်မှာလက်နက်ခဲယမ်းတွေကိုတင်းစီရရှိလာတယ်ရှိတယ်နောက်ကြံခဲ့တဲ့တိုက်ရင်တွေထဲကို short တိုက်ဒုံးနဲ့ပြစ်ခတ်တာလဲ ထိချက်ကောင်းတွေကြတာတွေရှိတယ်လို့ကျုံတို့ KNL မဟာမိတ်ပူပေါင်းတပ်ဖွဲ့ကသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။အခုလိုမျိုးနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေခြင်းအတွဲမှာကျုံတို့မျိုးရင်းကိုလက်နက်ကြီးများကြားရောက်ပတ်ကွဲမှုကြောင့်အမှတ်3ရက်ကွက်နဲ့တိန်ကုန်းချောင်ဘက်မှာနေထိုင်တဲ့အရသာပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ကျုံတို့ကော့ဂရိတ်အာရှလန်နေရာဘက်တွေမှာလည်းအကြမ်းဖက်ဆက်တိုက်ရဲ့အောင်စီရဆက်ကြောင်းနဲ့ KNL မဟာမိတ်တပ်များအပြင်းထန်တိုက်ပွဲဖြစ်ပွားနေပြီးတော့နှစ်ဖက်အကြမ်းဆုံးထိခိုက်မှုတွေရှိတယ်လို့သိရပါတယ်။ ပြစ်နေတာကတော့ကိုယ့်ဘက်ကမြေပြင်တပ်ဖွဲ့တွေဖိနေတာကအာသာနေတယ်သူတို့ဘက်ကတော့ဟာဝေဇာတွေနဲ့ပြစ်ကူပေးနေတာတော့ရှိတာပေါ့မြေပြင်မှာတော့အောင်စီရကခေါင်းမထောင်နိုင်တော့ပါဘူးအကြအဆုံးတွေကတော့စစ်ကောင်စီဘက်ကကြတာများပါတယ်ကိုယ့်ဘက်ကလည်းရဲဘော်တွေကြထားတာရှိတယ်လို့ကော့ဂရိတ်အခြေစား KNL မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ကြားပြူစစ်ကြောင်းတရင်ရင်းမြေကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာတရင်တွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အကူအညီတောင်းကြတာလေးကတော့ ၄င်းစင်တဲ့အမြောက် update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေစဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြော့ဝဲမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့စိုင်ကယ်6စီးကိုတိုက်ခတ်ရာရဲနာဦးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ28ရက်နေ့မနက်10:00နာရီကမှပြော့ဝဲမြို့နယ်ပေပင်ရှိအုပ်စုပေပင်ရှိကျေးရွာအနောက်ဘက်မှာညောင်ကုန်းဘက်ကနေပြီးတော့စိုင်ကယ်6စီးနဲ့တက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခတ်ခဲ့ရာရဲနာဦးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။စစ်ခွေးတွေဘက်ကပြန်လည်ပြစ်ခတ်တာတွေရှိပါတယ်။ပြစ်ပြီးတည်တဲ့ရဲခွေးတွေကို ရွတ်တိုက်ဆွဲပြီးတော့ပြန်ဆုတ်သွားတယ်။သူတို့ကောင်တွေကြလို့ပြန်ဆုတ်သွားတယ်ထင်တယ်လို့တိုက်တောင်းပြည်သူကာကွယ်တပ်ဖွဲ့ကတော်လိုင်းအင်အားစုကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုမှာအကြမ်းမဲ့စစ်ကောင်စီဘက်ကရဲနှုတ်ဦးတေဆုံးပြီးတော့တေဆုံးသွားတဲ့စစ်သားအလောင်းများကိုဒီရွတ်တိုက်ဆွဲသွားပြီးတော်လိုင်းရဲဘော်များအနေနဲ့တော့အထူးကံမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုရမဲသိန်းခရိုင်ပြောပွဲမြို့နယ်တိုက်တောင်းပြည်သူကာကွယ်ရေးတာစီဘက်ကဖော်ပြောပွဲလူငယ်အဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမိုးကုတ်မြို့အနောက်ချမ်းကိုအချမ်းဘတ်စစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ30ရက်နေ့ည7:00နာရီခွဲအချိန်ကမှအချမ်းဘတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့မိုးကုတ်မြို့အနောက်ပိုင်းတစ်ဆိုင်ကုန်းနဲ့ကြောက်ပုတ်ကျေးရွာကြားကိုပေါင်150ဘုံနှလုံးလာရောက်ပြီးတော့ကြဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဧပြီလ24ရက်နေ့ကလည်းနောင်ချုံမြို့နယ်ကိုအချမ်းဘတ်စစ်ကောင်စီတပ်ကလေကြောင်းကနေပြီးတော့အစိမ့်ဝေးဘုံ7လုံးနဲ့120မမလက်နက်ကြီး 26လုံးတို့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီဟာပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF DNA လေးအုပ်ချုပ်တဲ့မြို့နယ်များကိုစစ်အင်အားဖြည့်တင်းခြင်းထိုးစစ်ဆင်ခြင်းနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာများကိုလေးချောင်းကနေပြီးတော့ပြည်သူလူထုကိုရည်ရွယ်ချက်ရှိရှိနဲ့ဥတည်ပြီးတော့ဘုံကျဲချတဲ့လောက်ရများပြုတ်လုံနေတယ်လို့သိရပါဗျ။ဒါကြောင့်ပြည်သူများအနေနဲ့စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုများကိုရှောင်ရှားနိုင်ရန်စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီးတော့ လေချောင်းရံကနေပြီးတော့ကာကွယ်နိုင်ရန်လေချောင်းရံကာကွယ်ရေးဆိုင်ရာနီလန်းများကိုလိုက်နာရန်လိုအပ်တယ်လို့ TNL ကပြောဆိုထားပါတယ်။အလားတူပဲသခိုင်းတိုင်းသခိုင်းမြို့နယ်ရွာသားရွာကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခြင်းကြောင့်ကလင်းငယ်နှအူကြီးစထိမှန်ကတေဆုံးသွားတယ်လို့ Wallet Informational Network ထံကနေပြီးတော့သိရှိရပါတယ်။မေလာတရက်နေ့မနက်9:00နာရီအချိန်မှာစရေးရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများက87မမလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ရာ ရွာသားရွာတဲကိုကြက်ရောက်ပေါက်ကွဲခဲ့ပြီးတော့အသက်9နှစ်အရွယ်ကလေးနှစ်ဦးကြီးစားထိမှန်ပြီးတော့တိတ်ဆုံးခဲ့ရတယ်လို့သိရပါဗါဒါအပြင်ဒရဦးဘက်ကနေပြီးတော့တက်လာတဲ့အချက်ပတ်စစ်တဲ့ရဲ့ Jet Fighter တစ်စီးဟာလည်းမနက်7:55မိနစ်အချိန်မှာသခိုင်းမြို့နယ်မြောက်ဘက်ချမ်းကိုလေကြောင်းတိုက်ခတ်မှုလှုပ်ဆောင်သွားတယ်လို့သိရပါဗါမန္တလေးတိုင်းမရိယာမြို့ပေါ်မှာရှိတဲ့အချက်ပတ်စစ်သားများကလည်းမရီယာမြို့နောက်ဘက်ကိုလက်နက်ကြီးများနဲ့အဆက်မပြတ်ရန်တမ်းပစ်ခတ်နေတယ်လို့ Wallet Informational Network ထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ